ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာအစောကကျွန်တော်တင်ပေးလိုက်တဲ့ site ကတလွဲကြီးပေါ့နော်မှားကြီးဖြစ်နေတယ်မမတော့ရှင်နေမတီတော့စီတမဆုတလို့ပေါ့ဗျာနော်ဘာလို့မှားသွားတယ်လဲဆိုရင်အကြောင်းရင်းဒီလိုအဒီကလင်နာတွေဒီလက်ထော့ site တုတ်တဲ့ဇာတ်ရည်ပေါ့နော်တင်ပေးတဲ့အကူဇာတ်ကအကူဇာတ် channel တွေကိုကျွန်တော်ဝင်လိုက်တာပေါ့နော် ဝင်လိုက်တဲ့ခါကျတော့ကျွန်တော်ကအတစ်တင်ထားတဲ့ထင်ပြီးတော့အဲ့လေးကိုအဲ့ဒါလေးကိုကောက်ယူပြီးတော့စိုက်ဆွဲပြီးတော့တင်ပေးလိုက်တာပေါ့နော်တင်ပေးလိုက်တာအဲ့ကျွန်တော်လည်းတတိမထားမိဘူးတင်ပြီးပြီပေါ့တင်ပြီးဆိုအေးဆေးဟိုကိုစီမှာ 2D လာထိုးတဲ့မိတ်ဆွေတွေကိုကျွန်တော်ကဒိုင်းစီပြန်တင်ပေးနေတာပေါ့နော်အဲ 2D လာထိုးတဲ့ကျွန်တော်စီမှာလာထိုးတဲ့မိတ်ဆွေတွေကိုကျွန်တော်ကစောင့်နေတာပေါ့နော် ီးတော့ပိုက်ပါမှာအကိုတယောက်ကစကွန်ရောက်ရိုက်ပြီးတော့လာပုတ်ပြရပါတော့အဲ့လိုလို့ဆိုတော့ကျွန်တော်လည်းပထမနားမလဲဘာလဲပေါ့ဘာလဲဆိုတော့ဒီလိုဒီလိုဆိုတော့ ਨੇ ဩဟုတ်လားဆိုကျွန်တော်ပြန်ကြည့်တဲ့ခါကျတော့ဩဟုတ်တာပဲပေါ့အဲ့နဲ့ဒီကလင်နာကလင်နာတင်ထားတဲ့ကလင်နာတင်ပေးတဲ့အကူဆရာ channel လေးဝင်ကြည့်လိုက်တာဩဟုတ်တာပဲသူအတ္တမတရားလေးပေါ့အတ္တမတရားလေးအတ္တမတရားလေးဘူးဆိုပြီးတော့ကျွန်တော်အဲ့နဲ့ကျွန်တော်တခြားတင်ပေးတဲ့ လင်နာတင်ပြီးတဲ့ကိုဆီယာနာကနေပြီးတော့ကျွန်တော်တခုယူယူလိုက်တယ်ပေါ့နော်โอเคပါအဲ့လိုလေးအဲအဲ့လိုမျိုးမှားတယ်ဆိုတာဟိုတတိပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်အဲပြီးတော့ဒီရက်ဆွဲတို့ဒိတ်တို့မှားတာမှားတဲ့အခါကျရင်တော့ဟိုပါပေါ့နော်အဲ့မျိုးကြမ်းတော့ကျွန်တော်ပြန် site တွေပါပြန်မတင်တော့ဘူးဘာလို့လဲဆိုဟိုမိတ်ဆွေတို့အနေနဲ့ကဒီအမောက်အမှန်လေး မောက်အမှန်အမှန်မြင်လို့ရတယ်ပေါ့နော်ဒီလိုမျိုး site မှားတဲ့ခါဟို TSR ကြံနေတဲ့ခါကျတော့ TSR ဟိုခဏမပါပဲ site ဆွဲတာမှားတဲ့ခါကျတော့ကျွန်တော်ဒါပြန်ပြန်တင်မရပါလေနော်ပြန်တင်မရပါနော်ကဏ္ဍပြန်ရှာမရမှာပြန်တော့အဲ့လိုရဆွဲလို့နာယူလို့မှားတဲ့ခါကျရင်တော့အမောက်အမှန်လေးမြင်ပြီးမှကစားပါတော့နော်ကျွန်တော်ကဥပမာဟိုညနေအတွက်တင်တယ်ပေါ့နော်ညနေအတွက်တင်တယ်နာရီရ17နာရီ10မိနစ်ဆိုရေးထားတယ်ဆိုတော့အမှန်တကယ်တူ ညနေတက်တင်ပေးတာပဲ။နာယီလေးရေရမားတယ်ဆိုပြီးအဲ့လိုမျိုးလေးမှန်လေးမြင်ပြီးမှကစားလို့ရရပါတော့။အခုလိုမျိုးဟိုဇရာကနန်းထွက်စင်ပေါ့နော်။ထွက်စင်တရက်စာကြံကြံနေရမားနေရကြတော့ကျွန်တော်အဲ့လိုမျိုးတတိပေးလို့ရပါတယ်နော်။ခုနကတောင်မှကျွန်တော်ကဒီမားလို့ဆိုပြီးတော့ဟို site ဆွဲပြီးတော့နောက်တော့အစ်တင်ပေးနေရပါတော့။ပြီးကနေနေပြီးကနေနေအဲ့အကိုကဒီမားနေရဆိုတဲ့အကြောင်းဖုံးခေါ်ပြီးတော့ကျွန်တော်တတိပေးတဲ့အခါကျတော့ စိုက်ဆွဲပြီးဟာပြတ်တော့တာပေါ့နော်ပြတ်တော့တဲ့ခါကျတော့ကျွန်တော်အခုအတစ်ကနေပြန်ဆတာပေါ့နော်ကျေစွတ်တင်ပါတယ်အလိုလေးလှမ်းပြီးတတိပေးရလဲနော်တချို့ကျတော့ဟိုအဲ့လိုမျိုးမဟုတ်ဘူးဟိုကဒီလိုမျိုးကျွန်တော်ဗီဒီယိုလိုက်လွှင့်တဲ့အချိန်လေးလို့ခဏတင်တဲ့အချိန်လေးဆိုခဏနှမ်းတောင်းတာပေါ့နော်နှမ်းတောင်းတဲ့ဒီလိုလေးရှိရအဲ့လိုနှမ်းတောင်းတဲ့အချိန်လေးဒီလိုစိုက်ကဆွဲပြီးကြရပြတ်ပြတ်တော့တာရှိအတစ်ကနေပြန်ဆရတယ်ရှိရပေါ့နော်โอเคပါ sorry ပါနော် sorry ပါ ကျွန်တော်ရှန်သွားတယ်ပေါ့နော်ကျွန်တော်တတိမထားပဲနဲ့ဇရာကိုယူပြီးတော့မှစိုက်ဆွဲပြလိုက်တယ်ဟိုကမနေ့ကထွက်တဲ့၄ကိုးနဲ့ခွန်ကိုးကမပါသေးဘူးမထည့်ရသေးဘူးကျွန်တော်အစ်တတင်ထားတင်ပြီးတော့ကောက်စိုက်ဆွဲပြလိုက်တာ sorry ပြနော်ခုပေါ်တော့အခုကျွန်တော်ပြထားတဲ့ site ကလေးအကြောင်းသူကကလင်နာကလင်နာ site ကလေးပေါ့နော်ကလင်နာကြ site ကလေးဒီကလင်နာ လင်နာကြဆိုင်ကဟိုပြန်ကြဆိုင်ကလေးပေါ့နော်ပြန်ကြကိုလေးလေးကိုပေါ့နော်ပြန်ကြဆိုင်ကလေးအဲမိတ်ဆွေများဒီဆိုင်ကလေးကိုလည်းကြည့်ရှုပါလေ့လာပါနော်ဆိုင်ကတော့အစင်းလင်းဆွဲပြီးရလေးပေါ့နော်အစင်းလင်းဆွဲပြီးရလေးဒီဆိုင်ကလေးဆွဲပြီးပြတ်ရှင်းပြီးရင်ကျွန်တော်တို့လက်တော့ဆိုင်ကလေးကျွန်တော်ပြပေးမှာနော်ဒါလေးကအစင်းလင်းဆွဲပြီးရလေးပေါ့နော်အဲမိတ်ဆွေများဆက်ခွင်ချောက်လေးယူပြီးမှလေ့လာပါပေါ့နော်လေ့လာပါကြိုက်တယ်ဆိုမှကစားပေါ့နော်ပြန်ကြဆိုင်ကလေးဖြစ်ပါတယ်နော်မဖြစ်နိုင်ဘူးလို့တော့ပြောလို့မရအဲအပေါ်မှာကိုလေးလေးကိုဆိုပြီးထွက်တာဟဲ့တုံးကျင်အောင်ထွက်တာဟဲ့နော်ဘေးမှာလည်းကိုလေး ကိုလေးကိုလေးထွက်ပြီးမှလေးကိုထွက်တယ်နော်မဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူးအရန်နေနဲ့ကဒီထက်မှခွန်ကိုဆိုတဲ့ကဏ္ဍလေးရန်လို့ရတယ်နော်ခွန်ကိုခွန်ကိုလည်းပြန်ကြပဲနော်ခွန်ကိုပြန်ကြလေးရန်လို့ရတယ်ကျွန်တော်လက်တွေ့ site ထဲမှာတက်မှကဏ္ဍရေးထည့်ပေးမယ်နော်ဒီမှာတော့ကဏ္ဍမရေးရတယ်ဘာလို့လဲဆိုရင်ကျွန်တော်ဒီဒီအပေါ်ကလေးကိုရဲ့ပြီးမှအပေါ်ကကိုလေးရဲ့ပြီးမှကိုလေးအဲ့ဒီကိုလေးကမျက်စောင်တိုးလေးလေးကိုဆိုပြီးပြန်ထွက်တယ်ပေါ့နော် အာဒီအောက်မှာလည်းအဲ့လိုပဲ၄၉ရဲ့ဘေးမှာခွန်၉ရှိရယ်ခွန်၉ကလည်းဒီမျက်စောင်းထိုးလေးမှာခွန်၉ဆိုပြီးတော့ဟောခွန်၉ကိုခွန်ပြန်ထွက်နိုင်ရယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာမထည့်လိုက်အောင်မထည့်လိုက်ရတာကျွန်တော်လက်တော့ဆိုင်မှာမှထည့်ပေးမယ်နော်အရန်ကဏ္ဍလေးအဲ့ခွန်၉ဆိုတဲ့ကဏ္ဍလေးထည့်ပေးမယ်နော် Okay ဒါလေးကကျတော့ကျွန်တော်23လ2025မနက်ပိုင်း7:00နာရီတမိနစ်တော့လက်တော့ဆိုင်ကလေးကျွန်တော်ပြပေးမယ်နော်ခုနကခွန်၉ကိုကျွန်တော်ဒီမှာထည့်ပေးမယ်နော်ဒီမှာရေးပေးမယ်ခုနကကလင်နာမှာတော့မရေးလိုက်အောင်ဒီ site ကလေးကကျတော့ အာရိုးရိုးရှင်းရှင်းလေးပါပဲနော်ရိုးရိုးရှင်းရှင်းစိုက်ကလေးအမိတ်ဆွေများအစအနေဆုံးကြည့်ရှုလေ့လာပြီးကြိုက်တဲ့ဆိုရင်လည်းကန်ဆန်းကြည့်ပါနော်အဲ့ကျွန်တော်အချိန်အတိတ်မရှိတော့ဘူးနော်အချိန်ကရှိရရှိပါတယ်ဟို9နာရီခွဲပေါ့နော်ဟိုဆိုတာစိုင်းမသွားတဲ့ခါကျတော့ကျွန်တော်ပြန်ပြန်လောက်ရတာဆိုတော့နည်းနည်းချုံမိတ်ဆွေစောင့်ကြည့်မိတ်ဆွေတွေလည်းနောက်ကျသွားတာပေါ့နော်အဲ့ကျွန်တော်စိုက်ကလေးကိုစမယ် site ကဒီမှာအခုလို့လေအစင်းရောင်ဝိုင်းလေးဝိုင်းလိုက်မယ်အစင်းရောင်ဝိုင်းလေးဝိုင်းလိုက်ပါတယ်ဒါအစင်းရောင်ဝိုင်းနောက်ဆက်အစင်းရောင်ဝိုင်းလေးတစ်ဝိုင်းကျွန်ထုတ်ဝိုင်းလိုက်မယ်ဒါလေးအစင်းရောင်ဝိုင်းနှစ်ဝိုင်းပါနော် အဲ့ဒီအစင်းရောင်ဝိုင်းနှစ်ဝိုင်းကိုကျွန်တော်ဟိုပေါင်းလိုက်ပါရင်မလုပ်တော့မပေါင်းမင်းနဲ့ကျွန်တော်အတွဲလိုက်ယူမယ်ပေါ့နော်အတွဲလိုက်ယူလိုက်ပြီ။နော်၄နဲ့၃ညနဲ့ဆိုပြီးအတွဲလိုက်ယူလိုက်တယ်နော်။အဲ့ဒီ၄၃ညကဒီမှာမနက်ပိုင်းမှာ၄၃ညဆိုပြီးတော့ ပြန်ထွက်ထားပါတယ်နော်လေးတုံညာဆိုပြီးပြန်ထွက်ထားတယ်ကျွန်တော်တပင်ဆက်ပြပေးမယ်နောက်တပင်ကိုလည်းကျွန်တော်ဒီမှာနောက်တပင်ကကျတော့ဟိုအပန်းရောင်ဝိုင်းလေးလောက်လိုက်မယ်နောက်တပင်ကကျတော့ဒီမှာအပန်းရောင်ဝိုင်းလေးဝိုင်းလိုက်မယ်ဒီအပန်းရောင်ဝိုင်းထဲမှာလေးဆိုတဲ့ကဏ္ဍရှိရနော်အဲ့တော့ဒီအပေါ်အစင်းရောင်ဝိုင်းဒီအစင်းရောင်ဝိုင်းနဲ့ဒီအပန်းရောင်ဝိုင်းနဲ့ကြားထဲမှာကဏ္ဍလေးလုံးချားတယ်နော်ဒီမှာ1 2 3 4လေးလုံးချားရနော်အဲ့တော့ဒီမှာလည်း ီအစင်းရောင်ဝိုင်းထဲမှာရှိတုံညာအောင်မှာကဏန်လေးလုံးချပြီးတော့ကျွန်တော်အပန်းရောင်ဝိုင်းလေးထပ်ဝိုင်းလိုက်မယ်စိုက်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲနော်စိုက်ကရိုးရိုးရှင်းရှင်းလေးပါပဲအဲအကြိုက်တွေ့မှာကစားပါနော်ဒါမျိုးရင်ကပေးရင်လည်းတဲပေးတတ်တယ်နော်အာဘက်လည်းပေးတတ်တယ်ပေါ့နော်ဒါမျိုးရင်ကကြာရင်လည်းလုံးဝအမှန်ကန်ပေးတတ်တယ်ကျွန်တော်ဟိုအတွေ့ဟိုကျွန်တော်ကျွန်တော်တင်တဲ့ထဲမှာဒါမျိုးအောင်ခဲ့ဘူးတာလည်းရှိရပါနော် န်းတန်းလေးလုံးချပြီးတော့နောက်ထပ်ပန်းရောင်ဝိုင်းလေးဝိုင်းလိုက်တယ်ဒီအပန်းရောင်ဝိုင်းထဲမှာ၄နဲ့၉နဲ့ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ၄နဲ့၉နဲ့ကိုပေါင်ချင်းမြှောက်ချင်းမလုပ်ဘဲနဲ့အတွဲလိုက်ယူမှာပေါ့နော်အဲ့ဒီ၄နဲ့၉နဲ့ကဒီမှာလေးကိုဆိုပြီးတော့ပြန်ထွက်ထားပါတယ်เนาะလေးကိုဆိုပြီးတော့ပြန်ထွက်ပါတယ် ါလေးကဒုတိယပြန်ပေါ့နော်ဒီအဲ့မှာဘာလဲဆိုဒီမှာစိမ့်နဲ့အပန်းနဲ့နော်စိမ့်ရောင်ဝိုင်းနဲ့အပန်းရောင်ဝိုင်းနဲ့ဒီမှာလည်းစိမ့်ရောင်ဝိုင်းနဲ့အပန်းရောင်ဝိုင်းနဲ့ကြားထဲမှာကဏ္ဍလေးလုံးချရဲနော်ကဏ္ဍလေးလုံးချရဲဒီထွက်တဲ့ထွက်တဲ့နေရာမှာလဲနော်ထွက်တဲ့နေရာမှာလဲဒီမှာစိမ့်ရောင်အကွက်နဲ့ပန်းရောင်အကွက်ကကဏ္ဍလေးလုံးချပါတယ်နော်ဒီမှာ1 2 3 4နော်၄ကွက်၄လုံးချပါနော်ကဏ္ဍလေးလုံးချရဲတော့နောက်ထပ်တတိယပင်ကကြတော့ ျွန်တော်အပြန်ရောင်ဝိုင်းလေးဝိုင်းပေးမယ်။ဟုတ်ခုနကလိုပဲဒီအပန်းရောင်ဝိုင်းလေးအောက်မှာခဏလေးလုံးချပြီးတော့နော်အပြန်ရောင်ဝိုင်းလေးဝိုင်းလိုက်မှာဖြစ်ပါတယ်။နော်ဒါလေးကအပြန်ရောင်အပြန်ရောင်ဝိုင်းလေးဒီထက်မှာကိုးဆိုတဲ့ခဏရှိမယ်နော်ကိုးဆိုတဲ့ခဏရှိရဲ့နောက်တစ်ခုအပေါ်မှာလည်းအပန်းရောင်ဝိုင်းလေးအောက်မှာခဏလေးလုံးချပြီးတော့နောက်ထပ်အပြန်ရောင်ဝိုင်းလေးတစ်ဝိုင်းထပ်ဝိုင်းလိုက်မယ်။အဒီအပြန်ရောင်ဝိုင်းထဲမှာရှိတဲ့ခဏနှလုံးကိုအတွဲလိုက်ယူမယ်ပေါ့နော်။ဒီထက်အပြန်ရောင်ဝိုင်းထဲမှာရှိတဲ့ခဏနှလုံးက ိုးနှလုံးပေါ့နော်ကိုးနှလုံးဆိုတော့ကိုကိုအဲ့ဒီကိုကိုဆိုတဲ့ကဏ္ဍနှလုံးကလည်းကျွန်တော်စိမ့်တဲ့အပိုင်းအောင်လေးလိုပဲပေါ့နော်စိမ့်အောင်စိမ့်တဲ့အပိုင်းအောင်လေးလိုပဲလေးတုံညလေးကိုဆိုပြီးတော့၃မင်းဆက်ပေးမပေးကျွန်တော်တို့ကြိုက်ရင်ကန်ဆန်းကြည့်ပါเนาะကြိုက်တယ်ဆိုရင်ကန်ဆန်းကြည့်ပါเนาะအစင်းအောင်လေးက၄တုံညပိုင်းအောင်လေးက၄ကိုအဲ အဲ့ဒီလိုပဲအပြာရောင်လေးကလည်းဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းမှာကိုကိုပေါ့ဗျာနော်အဲဘာပဲဖြစ်ဖြစ်ကန်ဆန်တင်တယ်လို့ထင်တယ်ပေါ့နော်ကန်ဆန်တင်တယ်ဒီတန်းလေးပိုင်းဒီတန်းလေးနဲ့ဆက်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေပေါ့မယ်ပေါ့နော်အကွက်လည်းမများတဲ့အတွက်ကြောင့်ပေါ့နော်အကွက်မများလို့ဆိုပေမဲ့ကျွန်တော်ရဲ့ဖော်မြူလာတဘောပေါ့နော်ဖော်မြူလာလေးတိုင်ပဲဖော်မြူလာပဲပြောရတော့ဗျာနော်ဒီကိုကိုကမှရှင်းတော့ power နှစ်ခတ်တွေချင်းပြီးတော့ကျွန်တော်အရင်လေးထည့်ပေးမယ်အခုဆိုတော့အကွက်မများပါဘူးအကွက်မများပါဘူး power နှစ်ခတ်အကွက်မများပါဘူးနော်ဘာလို့ဆိုရင်ကို power က၄ဖြစ်တဲ့အကြောင်း၄ကိုနော်ပြီးရင်ကိုရနှစ်ခတ်က၆ဖြစ်တဲ့အကြောင်း၆၉အဲနောက်ပိတ်ကူကလည်းလိုပဲကိုရ power ၄ဖြစ်တဲ့အကြောင်း၉၄ပြီးရင် နှစ်ခက်နှစ်ခက်ကကျတော့ကိုယ့်ရဲ့နှစ်ခက်6ဖြစ်တဲ့အတွက်ကြောင့်96ပေါ့နော်အစုံနှစ်ခက်ဆိုလို့ရှိရင်စုံပါဝါဆိုလို့ရှိရင်လေးလေးစုံနှစ်ခက်ဆိုလို့ရှိရင်66ပေါ့နော်မများပါဘူးနော်အရင်အရင်လေးကလည်းဒီမှာ9ကော့ပဲ6ကော့ပဲရှိပါနော်ဟုတ်ရှေ့နောက်ပါဝါနှစ်ခက်တွေချိန်ပြီးတော့အရင်လေးထည့်ပေးတာပေါ့နော်ဒါလေးက formula တပုံးမျိုးဖြစ်နေပါပြီနော်အကွက်မများဘူးအကွက်မများပါဘူးဒီထက်မှကျွန်တော်တို့၄ကို ကိုလေးသူကပါမယ်ပေါ့နော်6ကိုကို6ပါမယ်နော်အာဘီယာပေါ့နော်အာဘီယာအာဘီယာဆိုတော့အကောမများပါဘူးနော်အမိတ်ဆွေများအနေနဲ့ဒီ cycle ကိုကြိုင်နေတက်တက်ဆိုလို့ရှိရင်ပြန်ဆန်းကြည့်ပါနော်ဒီဘက်မှာလည်းဒီဘက်ဒါလည်းကိုလေးပါနော်ဒါလည်းကိုလေးပါတယ်ဒါလည်းကိုလေး cycle ပေါ့နော်ဒါလည်းကိုလေး cycle ပြီးတော့ခဏနေကိုကျွန်တော်ခုနကခွန်ကိုထည့်ပြရအောင်နော်ခွန်ကိုခွန်ကိုခုနက cleaner site မှာထည့်ဖို့ကြံခဲ့လို့ပေါ့နော်ခွန်ကို ဒါ cleaner site မှာထည့်ဖို့ကြံခဲ့တဲ့ခွန်ကိုလေးပေါ့နော်ဒီ cleaner site မှာကြံခဲ့တဲ့ခွန်ကိုလေးဖြစ်ပါလေ Okay ပါကျွန်တော်မိတ်ဆွေအားလုံးပေါ့နော်ကျွန်တော်ပြပေးတဲ့ site ကလေးတွေကိုကြိုင်းနေတက်တယ်ဆိုလို့ရှိရင်လက်မလေးတွေနှိပ်ခဲ့ပေးပါဦးကျွန်တော်ဘက်ကနေတောင်းဆိုပါတယ်နော် Okay ကျွန်တော်ချစ်မိတ်ဆွေအားလုံးကြားမှာချမ်းသာကြပါစေဒီ under တွေကင်းရှင်းကြပါစေလူရင်းစံတာတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းဆွံ့ကျင်နိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံး နော်ကျွန်တော်ချင်းမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရှီယာနေ့ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်မှာတော့လည်းအတော်လေး sorry ပါခင်ဗျာ